စစ်ကောင်စီရဲ့စစ်ကူစစ်ကြောင်းတကြောင်းလုံးပြုတ်သွားတာပေါ့နော်အဲပြုတ်သွားအောင်လို့ဒေါ်လိုင်းတပ်ဖွဲ့တွေကကင်ထုတ်ပလိုက်တာဗမော်မှာတော့မသားပေါ်မိအကျန်းဖက်တွေအတုံးအယုံပဲမသားတွေအတုံးအယုံသိလို့ရှင်ဟိုမျိုးမစိဗမာတွေအော်တော့မယ်နော်မျိုးမစိဟာတွေအော်တော့မယ်အော်သံကြားတော့မယ်ဘလို့စစ်ကောင်စီကတံပိုးမထားဘူးထက်မတွေ့ဘူးထက်မတွေ့ဘူးဆိုတာထင်ရှားပါတယ် မင်းတို့အသက်ခံရလို့ရှိရင်ရောကြီးပေးလိုက်မယ်ဆိုတာတော့ပဲစဉ်းစားထားဖို့ရပါတယ်။သူမြသာသမီဆိုတော့သူတို့သာသမီမဟုတ်လို့အဲ့လိုအသက်နဲ့ရင်းပြီးတော့စွန့်စားခိုင်းတာပါ။စစ်ကောင်စီဗိုလ်ချုပ်တွေရဲ့သာသမီတွေဟာအဲ့လိုတရှိုးအလုတ်တို့စစ်တိုက်တဲ့အလုတ်တို့ကိုဘယ်တော့မှမလုပ်ပါဘူး။သူတို့သာသမီတွေကိုတော့စီးပွားရေးပဲလုပ်ခိုင်းပါတယ်။ ကော်လိုင်းမျိုးတွေအားလုံးပဲငလင်မင်းနဲ့မေဘေးတံမှာမြန်ဆုံးကင်းဝေးကြပါစေလို့ဆုတောင်းပေးနေပဲကျွန်တော်ရဲ့ကိုဂျက်ရီပရိုဒူရှင်ရဲ့ channel လေးကပြန်နေကြိုးစိုက်ပါတယ်ဗီဒီယိုလေးတွေရှင်မလို့သွားပေးခင်မှာတော့ယနေ့မေလ28ရက်နေ့ဗုဒ္ဓဦးနေ့ညပိုင်း8:00နာရီခွဲတိနောက်ဆုံးရရှိတဲ့သတင်းချို့ကိုအချင်းချင်းပါပါစင်းဖြစ်တဲ့တော်လိုင်းမျိုးတွေအားလုံးပဲစုံတိချီဖို့ဒီနေ့မှာထမှန်တောင်းဆိုလိုက်ပါတယ်ဒီနေ့မှာဆိုရင်တော့မနက်ပိုင်းသတင်းညနေပိုင်းသတင်းနဲ့ညပိုင်းသတင်းဆိုပြီးတော့အုံကျင်တင်ပြတာဖြစ်တဲ့အတွက်တော်လိုင်းမျိုးတွေအားလုံးပဲညနေပိုင်းသတင်းလည်းမကြည့်ရသေးရင်သွားရောက်ကြည့်နိုင်ပါတယ်နောက်ဆုံးသတင်းတွေအနေနဲ့ကတော့ စကိုင်းတိုင်းစကိုင်းမြို့နယ်ကင်းရွာကိုအကြမ်းဖက်စစ်တပ်ကမီးရှို့ဖျက်ဆီးနေပြီးရွာလုံးကျွတ်ထွပြေးနေရကြောင်းဒေသခံပြည်သူတွေပြောထားပါဗျ။ဒါဟာမေလ28ရက်နေ့ဒီနေ့မိုးလင်းပိုင်းမှာစကိုင်းမြို့နယ်ကင်းရွာကိုစစ်ကောင်စီတပ်သားများစစ်ကြောင်းတို့ဝင်ရောက်ပြီးပြည်သူများရဲ့နေကိုမီးရှို့ဖျက်ဆီးနေကြောင်းသိရပါဗျ။အကြမ်းဖက်စစ်ကောင်စီတပ်သားများဝင်ရောက်စီးနှင်းမှုကြောင့်ကျေးရွာတွင်းမှာရှိတဲ့ထောင်နဲ့ချီတဲ့ပြည်သူတွေဟာဘေးလွရာကိုအပြည့်နေရတဲ့နေသားတွေကိုဖြစ်ပါတယ်။အင်းရကိုစစ်ခွေးတွေကစစ်ချောင်းတို့ဝင်ရောက်လာပြီးဒွာလေးကနေအိမ်တွေကိုမိရှုံနေတာနေအိမ်ဘလုံးပါသွားလဲဆိုတာတော့မသိရသေးဘူးအခုခွေးစစ်ချောင်းကပြန်လဲဆုတ်ခေါ်သွားပြီး နေအိမ်ဘလောက်မီးတဲ့ပေါက်သက်ဆိုတာတကယ်မသိရသေးပါဘူးဆိုပြီးတော့လေဒေသခံပြည်သူတွေပြောထားတာတွေ့ရှိရပါတယ်အလားတူပဲမကွေးတိုင်းမြိုင်မြို့နယ်နဲ့ပခုတ်ကူမြို့နယ်အဆက်မှာရှိတဲ့ပြည်ရများကိုလည်းအကြမ်းဖက်စစ်တွေဟာစစ်ကြောင်းထိုးရေကောင်းတဲ့ကြီးတဲ့ပြည်သူများပပေးတိန့်ဆောင်နေရကြောင်းသိရှိရပါတယ်နောက်ထပ်တင်လို့မှာတော့ကချင်ပြည်နယ်ဖားကန့်မြို့နယ်လုံကင်းကျွာနီးမှာလည်းစစ်ကောင်စီတပ်နဲ့ KIA ဥပုံတများကြားတိုက်ပွဲတွေပြင်းထန်လျက်ရှိကြောင်းသိရှိရပါတယ်အဟာမေလ29ရက်နေ့ညပိုင်းမှာစတင်ပြီးဖားကန့်မြို့နယ်လုံကင်းကျွာနီးကိုရောက်ရှိလာတဲ့ စစ်ကောင်စီတမရောက်ရှိလာခြင်းမှာလက်နက်ကြီးများနဲ့ပစ်ခတ်မှုများလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းနဲ့အဲ့ဒီနောက်မှာတော့ဒီနေ့နက်နက်၈နာရီကမှာတော့တပ်ပွဲတွေစတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။မှတ်စစ်ကောင်စီတပ်တွေဟာအင်အားရာကြီးဖြင့်ဖားကံမြို့ကိုဥတီလာနေရမှာတော့လမ်းတစ်လျှောက်လုံးတွင်ကြီးရများကိုဥတီပစ်ခတ်မှုတွေလှုပ်ဆောင်နေကြောင်းဖားကံမြို့အဝင်ရမ်းချက်စက်ရုံနဲ့လဲပြင်းကြီးရတွင်မှာလဲစစ်ကြောင်းထိုးဝင်ရောက်လာစီမှာပြည်တွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့ကြောင်းသိရှိရပါတယ်။ စစ်တရဲသွားတဲ့ပုံကိုကြည်ရတာဘက်ကတမကုန်းကိုဥတီထားတာတမကုန်းကို KIA ပူပေါင်းတက်တီကပိတ်ဆို့ထားတယ်ဒါပေမဲ့အဲ့ဒီတမကုန်းကနေလက်နက်ကြီးတွေမကြာခဏဆိုသလိုပစ်ခတ်မှုတွေလုပ်နေတယ်ဥတီရတာကတော့စစ်တဟာပြည်သူတွေကိုဟန်းစည်းနှိပ်စက်တာတွေလုပ်နေတယ်တပ်ဖြတ်မှုတွေလုပ်နိုင်တယ်ပြည်သူတွေဒီထားဖို့လိုတယ်လို့လည်း KIA စေတီမီကဖော်ပြထားပါတယ်ဒါကြောင့်အဲ့ဒီတမရှိတဲ့ပြည်သူတွေအနေနဲ့အထူးပဲဒီထားပြီးနေထိုင်မှုဒီနေရာကနေပြီးတော့ထက်မှန်တိုက်တွန်းနှိုးဆော်လိုက်ပါတယ်နောက်ထပ်သတင်းပုံအနေနဲ့ကတော့ဘောမာဒီအနေနဲ့လက်ရှိချိန်မှာသူတို့ဘာအုပ်ချုပ်နေတဲ့ကာလမှာလိုပဲနိုင်ငံကတူးတက်ပါပြီလို့မျိုးလုံးစုံမပြောနေပြောနေ ဥရလာဆိုတခုပဲရှိပါတယ်။ဒါကတော့မြန်မာနိုင်ငံမှာရန်ကုန်မြို့တွင်းမှာပြည်ထောင်စာလုပ်ငန်းအတွက်အသက်18နှစ်မှ25ထိ25ရောက်ဆိုပြီးတော့ B9 နေကက်ပြီးတော့လိုက်ခေါ်နေရောလည်းတွေ့ရပါတယ်။ဒါတခုကြည်ချင်းအဖြစ်မြန်မာနိုင်ငံဘလောက်ထိတောင်နေထားဆိုးရနေလဲဆိုတာကိုပြည်မှာပြပြီးတော့ဒီလိုမျိုးကိုယ်တွေကတော့အုတ်ချုပ်နေမယ်ဆိုရင်မြန်မာနိုင်ငံရဲ့နေထားတခုကနောက်ပိုင်းမှာတော်တော်လေးဥမာဆိုးရနေနေထားတခုရောက်ရှိမှာဆိုတာကော်လံပီသူတွေအားလုံးသိရှိဖို့လိုပါတယ်။ဒါကြောင့်နေ့စဉ်နဲ့မြတ်တော်လိုင်းဒီတော်လိုင်းဒီမပြတ်ဖဲတော်လိုင်းရေးကိုအမြဲတမ်းမြစ်တက်နိုင်တဲ့ဘက်ကနေပြီးတော့အားကျမှန်တဲ့ အောက်ပံပေးနေဖို့လို့အကြောင်းဒီနေရာကနေပြီးတော့ထပ်မံသီပေးလိုက်ပါရစေ။စစ်ကူလာတဲ့အဖွဲ့ကြီးရဲ့အကြောင်းဖြစ်ပါတယ်။ဒါကြီးကိုအားရပါရကျွန်တော်တို့နားထောင်ကြည့်အောင်ဗျာ။လူမျိုးစစ်ကြောင်းတစ်ခုလုံးပျောက်သွားရလဲဆိုတာတော့သင်ရှင်းရတွေ့ရမှာဖြစ်ပါတယ်။ဒါပေါ့နော်။သိရတယ်။တလိုင်းတက်ဖွဲ့တွေကဘယ်လိုလုပ်လဲဆိုတော့ဒါ KNU နဲ့ဒါ VDS တက်ဖွဲ့တွေကအဲသူကဒီစစ်ကြောင်းဝင်လာပါပြီဆိုတဲ့အချိန်မှာသူတို့သိတယ်။မလုပ်သေးဘူး။မလုပ်သေးဘူးစောင့်နေ။စောင့်ပြီးတော့ဒါစုံစည်းမြိုင်ဘောလုံးကွင်းထဲရောက်ပြီဆိုတဲ့အချိန်ကျမှကိုင်လာ။အားအိမ်မှာလုံးဝအတုံယုံပြေးတဲ့ကောင်ပြေးအဲ့လိုမျိုးပေါ့နော်။ဟိုလုံးဝဖြိုးပြဲတွေဖြစ်ပြီးတော့ထွက်ပြေးတာပေါ့နော်။ ဲသူတို့ရဲ့ပုံစံကလည်းတော်တော်ကိုစိတ်သက်ကြဆင်းနေတဲ့ပုံစံမျိုးကိုအဲအဲ့လိုမျိုးဆိုတော့ဒါစစ်ကူလာတာနဲ့တော့မတူဘူးပေါ့နော်အကုန်လုံးကအတုံးယုံနဲ့အတုံးလုံးပလက်တွေဖြစ်ပြီးတော့အသေးပြောက်တော်တော်များွားတယ်ပေါ့နော်အဲပြီးတော့ဒီစစ်ကြောင်းနဲ့ပေါ့နော်တေဘောဘူးကဒါတေဘောဘူးစကန်အဖွဲ့နေရလဲသူလက်ချင်းချိတ်ထားပြီးတော့အဲအစင်းစင်ပေါ့နော်ဒါလာကြုံမာတွေအဲဘာတွေအဲ့လိုတွေလှုပ်ထားပေါ့နော်ဒါပေမဲ့လည်းဒီစစ်ကြောင်းအဲ့လိုဖြစ်သွားတဲ့အချိန်မှာတေဘောဘူးအဖွဲ့တွေကလည်းဂုံးအောင်ပြန်ပြစ်တတ်သွားကြတာပေါ့နော်အဲ့လိုပုံစံမျိုးတွေသိရတယ်မြေမြမတကယ်အားရကြကြီးအဲတပ်ဖွဲ့တွေကလည်းမြင်တဲ့အတိုင်းပဲပေါ့နော်အဲဖန်စီတာတွေ အဲရုပ်တံဗီဒီယိုဖိုင်တွေလည်းထွက်လာတယ်ပြီးတော့မှတ်တမ်းတက်ပုံတွေလည်းထွက်လာတယ်ပေါ့နော်အဲကြောင့်အဲ့လိုမျိုးပုံစံမျိုးတွေနဲ့ကြည့်ပဲအောင်မြင်မှုရလိုက်တယ်ဒါပြောရရင်မင်းအွန်လိုင်းရဲ့စစ်တပ်ကိုနောက်ထပ်ပေါ့နော်နောက်ထပ်စစ်ကြောင်းတစ်ကြောင်းလုံးပြုတ်အောင်လုံနိုင်တယ်ဆိုတာထက်ပေါ့နော်အဲသူတို့စစ်တပ်ရဲ့တရုတ်အမှန်ကိုထပ်ပြီးတော့ထပ်ပြီးတော့ဖော်ထုတ်လိုက်နိုင်တယ်နောက်ထပ်ဖြစ်စဉ်တစ်ခုအားရကြဖြစ်စဉ်တစ်ခုလို့ထပ်ပြီးပြောရမှာပေါ့အဲ့တော့ဖန်းစည်းခံရပါတယ်ဆိုတဲ့ဒီစစ်ကောင်စီတရားရဲ့အထဲမှာထူးထူးခြားခြားပေါ့နော်ဆိုတော့မေးကြည့်ရဲ့အချိန်မှာအဲ့မှာတယောက်ကလည်းပြောပြ ဒါတက်ဖွင့်ပြောအားရအခုလေအဒီသူတို့ထဲမှာပေါ့နော်အသက်68နှစ်ရွယ်အဖိုးကြီးတယောက်ပါတယ်အဖိုးကြီးလို့ပြောလားဟုတ်တယ်ကျွန်တော်ပီဒီအက်တက်ဖွဲ့ရငငယ်လေးဆိုတာသူတို့နဲ့ရှင်တဲ့ခါကျဒီကောင်ကြီးကအဖိုးကြီးဖြစ်နေတာပေါ့68နှစ်ရွယ်အဖိုးကြီးတယောက်ပါတယ်စစ်အိုကြီးပေါ့နော်ပြီးရင်အဲ့ကောင်ကစစ်တပ်က36နှစ်ရှိပြီ36နှစ်စစ်တပ်36နှစ်အသက်68နှစ်ရွယ်အဖိုးကြီးတယောက်ပါတယ်စစ်မှုတန်းဟောင်းကိုမှပြန်ပြီးတော့တာဝန်ထမ်းဆောင်ခိုင်းတယ်ထမ်းဆောင်ခိုင်းတဲ့အချိန်မှာတာဝန်မထမ်းဆောင်ကျွန်တော်ကိုထွက်ချင်ပါတယ်ပြောလို့ရှေ့တန်းကိုလွတ်လိုက်တာဒီလိုနဲ့ဒီစစ်ကြောင်းထဲမှာပါလာတယ်ပါလာတော့တက်ဖွဲ့ရင်နဲ့တွေ့တဲ့အချိန်မှာလောကန်သူက ဟိုသူကတိုက်လဲမတိုက်ရှင်တဲ့ပုံစံမျိုးဆိုသူမှောက်ဝဲမှောက်နေတယ်လို့ပြောတယ်ဗောနော်မှောက်ဝဲမှောက်နေတယ်ဘာမှလည်းပြန်ခံမပြစ်တော့ပြစ်လို့လည်းမရဘူးတပ်ဖွဲ့တွေကအကုန်လုံးဝိုင်းပြီးတော့တုတ်လာဆိုတော့ပြန်ပြီးတော့လည်းမပြစ်နိုင်တဲ့အနေထားမှာတော့သူကလုံးဝအဖမ်းခံရတယ်ဗောနော်ဖမ်းခံရတော့အဲ့အကြောင်းနေမေးကြည့်ရခါမှာသိရတော့တပ်ဖွဲ့တွေကဆက်အန်အောလာဗောနော်အဲပြီးတော့ကြောသူတို့ကိုခေါ်လာပြီဆိုတဲ့အချိန်မှာတဲ့အဲဘယ်ဦးသွားရမယ်ဘာလုပ်ရမယ်အဲသူတို့ရဲ့ရီမန်းချက်ကပါဆိုတော့စစ်ကူသွားရမယ်ဘယ်စကန်းကိုသွားရမယ်ဆိုတဲ့ဟာတွေဘာတစ်ခုမှမပြောဘူးတဲ့မပြောဘဲနဲ့အဲခုနလိုမသိအောင်ဗောနော်အောက်ကအဖွဲ့တွေမသိအောင် အောက်ကဖွဲ့တိသွားတဲ့ခါကျရင်ထွက်ပြေးမှာဆိုလို့ဒါခေါင်းဆောင်လုပ်တဲ့ကောင်တွေကမသိအောင်ဒီတိုင်းပဲဒါဟိုဘယ်သွားမယ်ညသွားမယ်ဆိုပြီးမပြောဘဲနဲ့ခေါ်လာတာတဲ့ဒါဦးစီးပြီးတော့ဒါလာတဲ့သူကဒုတက်ရင်မှုပေါ့နော်အဲ့ဒုတက်ရင်မှုကလည်းအခုထွက်ပြေးတယ်ပေါ့နော်ထွက်ပြေးတယ်အခုဒီဖြစ်စင်တဲ့ပတ်သက်လို့ဒါ၁၀ယောက်ကျော်အရှင်ဖမ်းမိတယ်အသက်အသက်ရှင်လေးကဖမ်းမိတယ်ပေါ့နော်ပြီးတော့၂၁ယောက်ကဒါထိုင်းပချမ်းကိုကူးသွားနိုင်တယ်ပေါ့နော်အဲပြောဒါကျန်တဲ့လူကတော့အတီပဲပေါ့အတီပဲပေါ့ပြောရမယ်ဆိုရင်တော့ဟိုတော်တော်လေးကိုအတီပြောက်များသွားတဲ့ပွဲပေါ့အဲပြော့ တိုက်ပွဲဖြစ်စဉ်ကမိနစ်30ပဲကြာတယ်ဗောနော်မိနစ်30ပဲကြာတယ်အဲ့ဘောလုံးကွင်းထဲမှာကိုင်တာဗောနော်အဖွဲတွေကကိုင်တယ်အဲ့တော့ကျတော့ဖမ်းပြီးတဲ့စစ်တုံးမန်းတွေလည်းရှိတယ်ဗောနော်ပြီးတော့လက်နက်တွေဆိုလဲဟိုတစားတိပြားနေတယ်လိုမျိုးလိုက်ကောက်ရတယ်ရှိတယ်ခုနောက်ပိုင်းမှာတပ်ဖွဲ့တွေကတင်းစီရမိလက်နက်ခဲရန်တွေပြတဲ့ခါမှာနောက်မှာဝလုံးတန်းရတဲ့ဟာလည်းအလုတ်တလုတ်ဖြစ်နေတာဗောနော်ဒီကောက်တော့တနက်တွေထောင်ပြီးတော့ပြောက်ဘူးပြီးရင်အဲ့အဲ့မှာထူကြတာဗာလဲဆိုတော့အဲ့တနက်ဒင်ထဲမှာကျွန်တော်ဒါဒင်ထဲမှာဗောနော်အာဒီအန်ဝက်လေးပါတယ်ဗောနော်အဲပုံမှန်ဆိုရင်တော့ဒီကောင်နေဇွန်ကင်းနေပါထည့်တယ်ဗောနော်ဒါပေမဲ့အဲ့ရအန်ဝက်တွေထဲမှာအခုဘာကြီးတွေ့လဲဆိုတော့ W1 ရှေးပြားတွေအများကြီးပဲတွေ့နေတယ် ဲ့တော့ကျတော့ဒါလုံးဝစိတ်ကြွယူသွေးတွေပါတုံးနေတဲ့စစ်ကောင်စီစစ်သားတွေရဲ့နောက်ထပ်တက်တွေတစ်ခုပေါ့နော်အဲဥစ္စာအဲ့ထဲမှာအဲအဲ့လိုမျိုးတည်လာတဲ့ဒီစစ်သားတွေအများကြီးတွေ့တယ်ဆိုပြီးတော့လည်းသိရတယ်ပေါ့သူတို့တွေကိုဒါတပ်ဖွဲ့တွေကလိုက်ပြောကြိတ်တဲ့အချိန်မှာတပ်ဖွဲ့တွေကပြန်ပြောပြတဲ့အချိန်မှာတကယ်အားရကြခေါင်းလဲအကြောင်းအဖွဲ့တွေကပြတာပြောနေတာပြောနေတာဒီတိုက်ပွဲကိုအောင်မြင်တိုက်လိုက်ရပြီးတော့အာပါတရဖြစ်တဲ့ပွဲတစ်ခုလိုမျိုးကိုပြောနေကြတာ တကယ်အားရကြကြီးပေါ့နော်ဒီကောင်နေပြေးတာတဲ့စစ်ကောင်စီတပ်သားတွေကပြေးတာအတကွန်ပြေးတာတဲ့ပြီးရင်အဲ့လိုချောင်းလေးပါတဲ့လောကန်သူတို့ပြောတဲ့ဟာဆိုဟာတယ်စစ်ကောင်စီရတယ်ဇန်နကတွေပြတယ်အဲ့လိုမျိုးပေါ့နော်ချောင်းလေးပါလက်ပြက်ကူပြီးလစ်တာပေါ့နော်ပြီးရင်လည်းအဲဟိုတကောင်ဆိုရင်လည်းဒီအုတ်တိုင်းလေးတော့ကြောက်တရားကြောက်တာဘယ်လိုကြောက်လဲအုတ်တိုင်းတားစီပေါ့နော်ဒီလောက်လောက်ဒါခါကြွကြွလောက်ရှိရတားစီဒါရရထားတဲ့ကောင်ဖြစ်မယ်တဲ့အဲ့ကောင်ကတဲ့ အဲ့ဥစ္စာကိုကြော်ပြီးတော့ထွက်ပြေးရပါဘူးအလွတ်ကြော်တာနော်အဲ့ဝီးဆိုပြီးကြော်ထွက်သွားပါဘောနော်အဲ့အဲ့လိုပုံစံမျိုးကိုကြော်တက်ပြီးတော့ထွက်ပြေးရဟာသူတို့တွေဘလောက်တောင်မှကြောက်နေလဲဘောနော်ပြီးရင်တချို့ဆိုရင်ဒါသူကပြေးဖို့အတွက်ချောင်းနေရပါဘောနော်အဲလောကအခြေအနေကြီးလိုက်ပြေးဖို့အတွက်လောက်လိုက်အခြေအနေကြီးလိုက်ပြေးဖို့အတွက်လောက်လိုက်အဲ့လိုပုံစံမျိုးနဲ့ကိုပြေးကြတဲ့အဆင့်နေဖြစ်သွားစစ်ကြောင်းကြီးတစ်ခုလောက်လောကဖြူဖြစ်ဖြစ်သွားတာဘောနော်အဲတော်တော်ကိုအခြေအနေဆိုးရွားတဲ့စစ်ကောင်စီတော့ဘောနော်တော်တော်အခြေအနေဆိုးရွားတဲ့ဖြစ်စဉ်တစ်ခုဖြစ်ပေမဲ့ကျောင်းတက်ဖွဲ့တွေတော့တကယ်ကိုအားရစရာကောင်းတဲ့နောက်ထပ်အောင်ပွဲတစ်ခုဘောနော်။ဘာဖြစ်လို့လဲဆိုတော့ဒီတေဘောဘူကနောက်ထပ်တိုက်ရမယ့်စခန်းတစ်ခုအဖြစ်ရှိနေသေးတယ်။အဲ့စခန်းကိုစစ်ကူလာပါရဲ့ဆိုတော့စစ်ကြောင်း အဒီစကြောင်းကိုဒါဖြတ်တော့ပြီးတော့ပိတ်ဆို့တိုက်ခိုက်လိုက်နိုင်တယ်ပြီးတော့လုံးဝဖြိုပြဲဖြစ်ပြီးတော့စစ်ကြောင်းတစ်ခုလုံးစစ်ကြောင်းပြတ်ထွက်သွားအောင်လုံးလိုက်နိုင်တယ်ဆိုတဲ့ဟာကတိတ်အားရစရာကောင်းတယ်။နောက်ထပ်တိုက်ရမယ်တိုက်ပွဲအတွက်ပါအထောက်အကူဖြစ်စေတဲ့အောင်မြင်မှုပါဗျာ။အဲ့လိုဖြစ်သွားတာပေါ့။ပြီးတော့ဒါကကျွန်တော်မြေပြင်မှာတိုက်ပွဲဝင်နေတဲ့ကောင်းဆောင်တွေကတကယ်ကိုရှေ့တန်းမှာလက်တွေ့ကြကြပါဝင်တိုက်ခိုက်နေတဲ့တပ်ဖွဲ့တွေအများကြီးရှိတယ်ပေါ့နော်။အခုဒါဗိုလ်ဒါဘောဆိုလည်းလုံးဝရှေ့တန်းမှာရှေ့တန်းကြကြလိုက်တိုက်ပြီးလိုက်ပြီးတော့ဆော်ရင်းရဲ့အာဘတရဆော်နေတဲ့ဒါမြေပြင်ကောင်းဆောင်တအူးလည်းဖြစ်တယ်ပေါ့နော်။အဲသူနဲ့ဒါဗီဒီယိုဖိုင်တစ်ခုတက်လာတယ်ပေါ့နော်။အဲ့မှာတုံမန်းနေဖမ်းမိလား။ ဲ့မင်းတကောင်းတန်ရရထားရပေါ့နော်အဲ့မှာ तू တော်တော်သားထွက်နေတာ तू ကတော်တော်လေးကိုဒါကိုချင်းစာစီရှိတဲ့သူပြားတိလားဟိုဘယ်လိုပြောမလဲဒီကောင်းနေကိုမိပြီဆိုရင် तू ကဘယ်တော့မှအဲ့လိုမျိုးပေါ့ဟိုပို့စိုးပတ်ဆက်မဆက်ဆံဘူးဗျာအဲကောင်းကောင်းမွန်မွန်လေးဆက်ဆံတယ်ပေါ့နော် तू တော်မှဒေါသကြီးထွက်နေကြားတယ်မလား तू ပြောရမင်းတော်ကနေစောစောစီးစီးလက်ထက်ချဆိုဘာဖြစ်လို့လက်ထက်မချလဲဘာဖြစ်လို့နားမထောင်မင်းတို့ရဲ့အသက်အရွယ်မင်းစစ်တပ်ဘလောက်လဲ तू မေးတယ်မင်းတို့ရဲ့အသက်အရွယ်ကြီးနေပေါ့နော် ငါတို့ဒီကလူငယ်တွေကိုမင်းနိုင်အောင်တိုက်နိုင်မယ်ထင်လို့လားတကယ်အမှန်ကြီးပုတ်သွားတာအဘိနာအဖွဲ့ရတယ်ဝိုင်းပြောကြခမရွယ်နေဆိုခမဖုန်းကြီးပဲဝေတင်တာတော့ပါအဲ့လိုမျိုးပေါ့နော်အဲ့ဒါတော့မှပဲဘိနာမှရှိရမယ်တုံမန်းတကောင်ရမယ်သူလည်းကြိုးချီထားတာအကျိုးချီထားတဲ့ဟာကိုမဲ့သူကဘူဒါဘော့ဘတ်စမန်ကြနေသူကဘိနာသွားရက်နေလားတက်ရက်နေသူကမင်းတို့ကောင်နေပါဖြစ်တယ်ညာပြောတဲ့ချိန်မှာသူကအကျုံးလည်းပြေးလာပဲတယ်ပြီးတော့ပြန်ဖမ်းမိလာပဲတယ်အဲ့လိုပြောကြအဲ့သွားတယ်မင်းလည်းခုနမှသွားထိုင်နေတယ်သူတုံမန်းညာမှမနေဘူးမဲ့သူကမတက်ရက်ပြီးတော့ဘိနာမှသွားထိုင်တယ်တကယ်ပြုတ်တွေပေါ့နော်ပြောကြခုနလိုပေါ့အဲစစ်ကောင်စီကအဖွဲ့တွေကမိပြီဆိုတဲ့ခါကျရင်မျက်နှာတွေကတမျိုးပေါ့ဗျာ ်အချိုးတွေကတမျိုးပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့သူကအမိန့်ကြောင့်မလို့လှုပ်ရတာပါခိုင်းလို့လှုပ်ရတာပါ။ဒါမျိုးပုံစံမျိုးကြီးပြောကြရဗျာ။ခုန68နှစ်ဆိုတဲ့အဖိုးကြီးဒီအဖိုးကြီးဆိုရင်တကယ်ပြောရင်သူကဟိုအသက်60 62နှစ်ထားပါတော့အဲ့ချိန်မှာပင်စင်ယူပြီဗျာ။ပင်စင်ယူပြီးအချိန်မှာအဲချိုးကောင်နေတော့ရှိတာပေါ့ဆွေးမှုတောင်အဖွဲတွေပေါ့နော်ဖင်ကောင်းကျဲတဲ့ကောင်တွေရှိတာပေါ့ဗဇက်ကနေတော့ပြောတာပေါ့အာမင်းတို့ပြည်တဲ့တွေဘာဖြစ်ရညာပြောတဲ့အဖွဲရှိပါလေကျွန်တော်ကျွန်တော်တော့တင်မှုတွေတွားတော့မဆုံးတော့ဘူးပြည်တဲ့ကိုစိန်ခေါ်နေအောင်ပေါ့နော်အဲဒါပေမဲ့တကယ်တကယ်ဝင်လို့ဟေ့ဆိုတဲ့ခါကျရင်ဘယ်ကောင်မှမလုပ်ဘူးတကယ်လုတဲ့ကောင်ကတကယ်ကိုဆိုလိုင်းတက်ဖွဲတွေကိုအနေပေးခြင်းလို့ဝင်လို့တဲ့ကောင်တွေ အခုဒီလိုကောင်မျိုးတဲမှာတွေ့ရတယ်ဗောနော်ဒါပေမဲ့အဲ့ကောင်ရဲ့ပုံစံအနာလိုအဲဘာမှဘာမှကိုပြန် ပြီးတော့မလုံနိုင်တော့တဲ့အနေထားအဲတော့ကြာဒေါ်လာရင်းတက်ဖွဲ့တွေရဖန်စီခြင်းကိုခံရတာဗောကံကောင်းတယ်တတ်မပြစ်တာဗောနော်နောက်တစ်ခါတော့ဒါပြည်သူလူထုရဲ့ထောက်ခံမှုဗောဘာဖြစ်လို့လဲဆိုတော့ပြည်သူလူထုရဲ့ထောက်ခံမှုမရဘူးဆိုရင်အဲ့ကောင်တွေကြာရှုံးတာဘယ်အဖွဲ့အစည်းမှာပဲဖြစ်တာအဓိကအချက်ပဲဗောနော်အဓိကပြည်သူကအဓိကကြာအခုဒီကောင်တွေစစ်ကြောင်းဝင်လာပြီဆိုရင်ပြည်သူလူထုကသတင်းပေးတာဗီဒီယိုဖိုင်တွေတက်တယ်ဗောနော်အဲ့ကောင်တွေကစပြီးဝင်လာပါပြီဆိုရင်သတင်းကပေါက်နေတယ် လာတဲ့အချိန်မှာလည်းကြည့်လိုက်အောင်စိတ်သက်တွေကဘယ်လောက်ထိကြဆင်းနေသလဲဆိုတော့လုံးဝကောင်းကင်ဆိုင်နေဖီယိုဖီယဲနဲ့အာယူနီဖောင်းတော့အဆုံးမပါဘူးအာချင်းချင်းချင်းငယ်အသွေးသွေးနဲ့ပေါ့နော်အဲ့လိုပုံစံမျိုးနဲ့လာတယ်ဒါပေမဲ့အဲ့ဥစ္စာကိုဒါဒါတာဝန်သိတဲ့ပြည်သူတွေပေါ့နော်ဒီအဖွဲ့တွေကသတင်းပေးပြီးသားလိုင်းတပ်ဖွဲ့တွေစီကိုသတင်းပေးပြီးသားတပ်ဖွဲ့တွေကအခုလိုမျိုးအေးအေးဆေးဆေးထိုင်ဆောင်ပြီးပြင်းနိုင်ပြီဆိုရင်ဒီကောင်တွေရဲ့သတင်းဘယ်လောက်ထိရထားလဲဆိုတဲ့ဟာတွေးတာကြည့်တော့ပေါ့နော်ရင်ညစီပြက်ကြရဆိုအရန်ပျော်နေကြရနော်ညစီညက်ပြက်ကြလေညစီပြက်ကြရင်ဆယ်စီးနဲ့ကျဲမယ်သဘောပေါက် ဝမ်းသာစရာတရင်ရတော့တိုက်ပွဲတခါတိုက်ပွဲထဲမှာပမော်တိုက်ပွဲရဝမ်းသာဆုံးပဲအဲတထဲမှာဘိုမူးတွေကနေပြီးတော့ဘိုးကြီးမရတွေကိုခေါ်ပြီးတော့မော်စကူဒူးခံနေရတာလေတော်တော်လေးကိုနာမည်ထွက်နေရနော်ဒီကောင်ဒီမလေးလို့စစ်သားမိမလောက်ကတော့မော်စကူဘယ်နဲ့ကျင်းတော့ဒူးခံလို့ဆိုဆင်းတာဆင်းတာကြည့်ပြတော့ပတ္တန်နေမတာပေါ်ကုန်ပြီအတုံးအယုံပဲနော်ဝမ်းသာလိုက်ကြတော့အတုံးယုံပဲမတာပေါ်နေပတ္တန်ပတ္တန်လေပတ္တန်လေလားပတ္တန်လေလားငါလည်းခေါ်လို့မပြီးဘူးအဲ့ကောင်နေတေကုန်ပြီအတုံးယုံပဲနော်အကျန်းဖက်တယ် ဗမော်မှာဗမော်တိုက်ပွဲတုန်းကတော့ဗမော်မှာတုန်းကတော့တရင်ကိုရရတယ်ယူရေနော်ဒီကစစ်တီရဲသွားနေတည်တဲ့အဆက်မပြတရင်ကိုတင်ပေးရအခုတရင်နေတယ်တိတ်ပြတင်ဟာစိတ်တွေလည်းမပါတော့ဘူးတပြေးနေတဲ့အဲပါတော့မလဲဟိုမှာလည်းတုံယုံမယ်လေတို့တထက်မှာမစကူဒုခံမလို့ပတ်ပြေးနေရတယ်ယူတရင်နေတယ်တိတ်မတင်ချင်းလို့ကိုပါကိုပျော့ပျော့ပဲနေနေတာအခုကဗမော်မှာတော့မသားပေါ်ပြီအကျန်းဖက်တယ်အတုံးအယုံပဲမသားလေးအတုံးအယုံသေးလို့ရှင် ဟိုမျိုးမစိပမာတွေអော်တော့မယ်เนาะမျိုးမစိဟာတွေអော်တော့မယ်អော်ឋានကြတော့မယ်ဘယ်လိုလူတွေတတ်တာစစ်သားတွေကဘယ်လိုတတ်တာဘယ်လိုလုတ်တယ်လို့အတန်ထွက်တော့မယ်เนาะဂယုကိုမစိုက်ကြရတရားသူတို့ဘယ်လိုអော်နေអော်နေဘယ်အတန်ဘယ်လိုဂယုမစိုက်ငါတို့ဂယုကိုမစိုက်ဘူးចိုက်တလောက်អော်ចိုက်တလောက်អော်ឈិនတလောက်អော်လေးစေဂယုကိုမစိုက်ဘူးလင်းစီပြတိုက်ဝမ်းမတာနေတယ်နော်နင်တို့ဆယ်စင်းရဲ့လာကြဲမှာနင်တို့ရက်တံကမရက်လို့ရှိရင်နော် နင်တို့ပြည်ဖြတ်တဲ့ဟာကြီးတတိထားနော်ပြည်သူဆိုတဲ့စကားလဲလာမပြောနဲ့စိတ်မဝင်စားဘူးတပုံနာမနေတပုံပဲဟုတ်တယ်နော်တပုံနာမတပုံနေပဲတပုံမနေနော်နင်တို့တေကမနင်တို့လာပြီးတော့ပြည်သူကစောက်ရှက်မရှိတဲ့စောက်ပန်လေးနဲ့လာလာအော်နေတယ်စိတ်မဝင်စားဘူးကြိုက်တလောက်အော်တဘုံနားမှာနေရင်တဘုံရှိရညာမှာနေရင်တဘုံမဲညို့တဘုံတွေကဖုံးကြောင်းကဖုံးညိုးမောင်းချတဲ့เนาะကြောင်းကဆရာမတွေ တကယ်ဆရာမအစ်စ်တေကိုလက်မခံဘူးအကြောင်းမကျောင်းလေးစားတင်ညမှာနုံတို့ခိုးအောင်နေတယ်ဖုံးကျောင်းလေးမှာနုံတို့ခိုးအောင်နေရယ်နော်အဆောက်ဦးလေးမှာနုံတို့ခိုးအောင်နေတဲ့သဘုံလေးသဘုံလေးရှိနေရကြရင်ကျဲမှာပဲလင်းနေနော်ပူဟဲ့ဒါတော့ကိုဒိတ်တာတဲကနေပြီးပေါ့နော်ဒါအသံလွှင့်နေတာဖြစ်ပါတော့မူစကူဒူးခံတဲ့ဖွဲ့ရပါတော့ဘောနာမျိုးတွေအလုံးပဲဒီဗီဒီယိုလေးမှာတွေ့ရမယ့်အကြောင်းအရာလေးကတော့လက်ရှိချိန်မှာ Android PDF ထဲကို တက္ကောင်စီကတချို့တွေဝင်ရောက်လာတဲ့ပတ်သက်ပြီးမန္တလေးပြည်ကထုတ်ပြန်ပြီးတဲ့ချိန်ဒီမှာကတော့ဒီချိန်ကတော့ခိုင်လူရခက်တဲ့နေတာတစ်ခုဖြစ်တယ်ဆိုအောင်ဆရာကိုသိမြင်ကထုတ်ပြန်ပြောဆိုနေတာဖြစ်ပါတယ်။ဟုတ်လဲဆိုတော့ဒီချိန်ဒီမှာကိုယ့်ရဲ့ဘတ်တော်သားကိုလည်းဒလန်လို့ထင်ဝါနိုင်တယ်လို့ဒလန်ဒီကိုလည်းကိုယ့်ရဲ့ဘတ်တော်သားလို့ထင်ဝါနိုင်တဲ့နေတာတစ်ခုမှရှိနေပြီးတော့ဒီဗီဒီယိုလေးကိုကြည့်တဲ့အခါမှာဒီချာလေးကိုခိုင်လူသိနေနေတာတစ်ခုကပို့ပြီးနားလဲသဘောပေါက်မလို့ရှိလာမှာဖြစ်ပါတယ်။စစ်ကောင်စီရဲ့ထောက်လှမ်းရေးတွေဟာတော်လှန်ရေးအဖွဲ့တွေရဲ့အတွက်မှာတချို့အဖြစ်နဲ့ဝင်ရောက်လာနေတယ်လို့မန္တလေး PTF အဖွဲ့က3 page ကြေညာချက်ထုတ်ပြန်ပါတယ်။တချို့လုပ်ငန်းကိုစစ်ကောင်စီက ေချာပေါက်လှုပ်မှာပဲဆိုတာကိုတော်လိုင်းသမားတွေသိပြီးသားပါအခုလိုအချက်လက်နဲ့ဖော်ထုတ်3ပေးလာနိုင်တော့အခုတော်လိုင်းရေးကာလအတွင်းမှာထောင်လိုင်းရေးရဲ့လှုပ်ဟန်ကိုပို့ပြီးတော့အကဲခတ်လို့ရလာပါတယ်စစ်ကောင်စီကမွေးမြူလေ့ကျင့်ပေးထားတဲ့တချို့တွေဟာတော်လိုင်းရေးတပ်ဖွဲ့တွေရဲ့အတွင်းကိုရဲဘော်တစ်အဖြစ်နဲ့အသွင်ယူဝင်ရောက်လာကြတယ်လို့ဆိုပါတယ်စစ်ကောင်စီထောက်လိုင်းရေးတွေရဲတွေဟာအဲ့ဒီအသွင်ယူတယ်ဆိုတဲ့အလုပ်ပေါ်မှာအလွန်ဝါသနာကြီးပါတယ်ပြည်ထောင်စာကိုဖမ်းတာတောင်မှအသွင်ယူတယ်ဆိုပြီးတော့အမျက်ထုတ်လှုပ်ရှားလိုက်ကြပါသေးတယ်သူတို့အမျက်ထုတ်ပြီးတော့မှပတ်စံမပေးဘဲနဲ့လက်ထိတ်ခတ် ဖမ်းလိုက်တာမျိုးပါလုံကြပေါ့ရှင်တို့ကရဲတွေပဲဆိုတဲ့စကားဟာဟာတာတက်တဲ့အဖြစ်နဲ့ထွက်ပေါ်လာတာမဟုတ်ပါဘူးတရှူတို့ထောက်လန်းရေးတို့ရဲတို့စုံတော့တို့ကိုပြည်သူကမုန်းတီးတာကနေပြီးတော့ထွက်ပေါ်လာတဲ့ပြည်သူတွေရဲ့ရင်းနှီးစကားပါမဆလာခင်မာတို့ကဆိုလို့ရှိရင်ဖုန်ကြီးတွေရဲ့တရားပွဲမှာတောင်မှထောက်လန်းရေးကရောက်နေတတ်ပါတယ်ဖုန်ကြီးတစ်ပါးကထောက်လန်းရေးကိုယွန်ပြီးတော့တရားဟောတာရွက်ပြီးတော့တရားဟောတာတခုကတော့နာမည်ကြီးပါတယ်အဲ့တထိုးမြင်းကောင်းတို့မြည်ဒီမှာ မတ်တက်ရရင်ခြေတစ်ဖက်ကိုနည်းနည်းကြွထားတတ်ပါတဲ့ဘယ်တော့မှခြေထောက်ကိုစုံမထောက်ဘူးလို့ဟောပါတယ်အေးစုံထောက်တာကတော့ခွေးပဲလို့ဘုန်းကြီးကဟောပါတယ်တရားဝဲရှေ့တန်းမှာထိုင်နေတဲ့ခွေးလဲရှက်ရှက်နဲ့လက်အုပ်ချီထားရတာပါပဲတော်လိုင်းအဖွဲ့တွေအတွင်းကိုဝင်လာတဲ့တရှူတွေဟာတော်လိုင်းသမားတွေရဲ့လိပ်စာဖုန်းနံပါတ်တွေကိုတောင်းယူစုံစမ်းပြီးတော့ထောက်လိုင်းရေးကိုသတင်းပေးပို့ကြပါတယ်တော်လိုင်းသမားတွေကိုတက်ကထွက်ပြေးအောင်သွေးထိုးလှုံ့ဆော်ပါတယ်စိတ်တက်ကြအောင်ပြောဆိုပါတယ် ထွက်ပြေးဖို့လမ်းကြောင်းကိုလည်းရှာဖွေပေးကြပါတယ်။ဟွန်းသူတို့စီကိုဝင်လာတဲ့တရှိုးတွေဟာအသက်20ဝန်းကျင်လူငယ်အမျိုးသားအမျိုးသမီးတွေလို့ဆိုပါတယ်။ရုပ်တိရှိအောင်လူငယ်တွေကိုစစ်ထောက်လမ်းရေးကတုံးတာကလည်းအကြောင်းအကျောင်းပါ။ဒါပေမဲ့အဲ့ဒါလိုတုံးတဲ့အပေါ်ကနေစစ်ထောက်လမ်းရေးရဲ့စိတ်ဓာတ်ကိုလှမ်းမြင်ရပါတယ်။အဲ့ဒီလူငယ်လေးတွေဟာအသက်20ဝန်းကျင်ဆိုတော့ထောက်လမ်းရေးလုပ်ငန်းတရှိုးလုပ်ငန်းကိုတိတိကျကျလေ့ကျင့်ပေးထားပြီးသားမဟုတ်နိုင်ဘူးဆိုတဲ့အချက်ကိုမြင်ရပါတယ်။ တည်တည်ချာချာလေ့ကျင့်ပေးမထားရသေးတဲ့လူငယ်တွေကိုသူတို့ရဲ့ရန်သူတော်လှန်ရေးသမားတွေရှိတဲ့နေရာမှာတွားပြီးတော့အသွင်ယူတချို့လောက်ခိုင်းနေဆိုတာဟာတည်ရွဲ့နဲ့ပို့တာပါပဲခလေးတတာပဲရှိသေးတဲ့အဲ့ဒီလူငယ်လေးတွေရဲ့တည်ရရှိရေးကိုစစ်ကောင်စီကတံပိုးမထားဘူးထက်မတွေ့ဘူးထက်မတွေ့ဘူးဆိုတာထင်ရှားပါတယ်မင်းတို့အသက်ခံရလို့ရှိရင်ရောကြီးပေးလိုက်မယ်ဆိုတာတော့ပဲစဉ်းစားထားဖို့ရပါတယ်သူမြတ်သားသမီးဆိုတော့သူတို့သားသမီးမဟုတ်လို့အဲ့ဒါလို့အသက်နဲ့ရင်းပြီးတော့စွန့်စားခိုင်းတာပါ စစ်ကောင်စီဗိုလ်ချုပ်တွေရဲ့တာသမီတွေဟာအဲ့ဒါလိုတရှိုးအလုပ်တော့စစ်တိုက်တဲ့အလုပ်တော့ကိုဘယ်တော့မှမလုပ်ပါဘူးသူတို့တာသမီတွေကိုတော့စီးပွားရေးပဲလုပ်ခိုင်းပါတယ်နိုင်ငံခြားပို့ပြီးကြောင်းထားခိုင်းပါတယ်တထည့်လုပ်ခိုင်းပါတယ်ဦးသိမ်းမြတ်ကစစ်ကောင်စီထောက်ခံတဲ့လူငယ်တွေနဲ့စစ်ကောင်စီဗိုလ်ချုပ်တွေကိုတွေးခွဲနေတာပဲလို့တချို့ကထင်ကောင်းထင်ကြပါလိမ့်မယ်ဟုတ်ပါတယ်တွေးခွဲပေးနေတာပါ ခွဲတိုက်လို့ခွဲပေးနေတာပါอืมကျွန်တော်ပြောနေတာမှန်မှန်တဲ့စကားတစ်လုံးမှမပေါ်ပါဘူးလူငယ်တွေကိုကျွန့်ဆက်သွင်းနေတာ ခွေးဆက်သွင်းနေတာကိုမကြည့်ရလို့အမှန်တိုင်းပြောပြပြီးတော့သွေးခွဲပေးနေတာပါဒါဟာနိုင်ငံသားလူကြီးတယောက်အနေနဲ့ပဲဖြစ်ဖြစ် တက်ကြွတဲ့သတင်းသမားတယောက်အနေနဲ့ပဲဖြစ်ဖြစ်လောက်ကိုလောက်ရမယ်အလုတ်ပါ တာဝန်တရပါအချိန်ကာလတစ်ခုအလုတ်လုတ်ပြီးလို့သူတို့လုတ်တဲ့လောက်ရပေါ်သွားပြီဆိုလို့ရှိရင်တော့အဲ့ဒီလူငယ်တွေဟာတက်ပြေးဖြစ်နေထွက်ပြေးကြတယ်လို့ဆိုပါတယ် အဲ့လိုလူတချို့ကိုမန္တလေး PDF ကနာမည်စင်းတဲ့တကွာထုတ်ဖော်ကြေညာထားပါတယ်။နာမည်တချို့ကိုကောက်နှုတ်ဖော်ပြရရင်တော့ရဲသွေးကျော်စင်ထက်ပန်းဤဖြူမင်းမြတ်တို့ပိုင်အားကဦးကျေစင်လင်းကျော်ပြည့်အောင်ဆိုတဲ့လူငယ်တွေပါ။နောက်ထပ်9ယောက်10ယောက်ကိုလည်းနာမည်နဲ့တကွာဖော်ပြထားပါသေးတယ်။သူတို့ကိုရေးအချင်းကိုလည်းဖော်ပြထားပါတယ်။သူတို့ဓာတ်ပုံလေးတွေကိုကြည့်ရရင်စိတ်ထဲမှာမကောင်းပါဘူး။ခလေးတာတာလေးတွေပဲရှိပါသေးတယ်။လူကြီးတောင်ပြီးပြီးပြင်းပြင်းမဖြစ်သေးတဲ့လူမမယ်လေးတွေပါ။ဒါလေးတွေကို သိချင်းသိရှင်းချင်းရှင်းဖြစ်ချင်းအဖြစ်ဆိုပြီးတော့ဒေရွဲ့နဲ့တွန့်ပို့ထားတာပါသူတို့ဟာတက်ပြေးဖြစ်သွားတော့လဲရဲဘော်ရီစီကိုမုတ်ပုတ်ပေးမယ်ပစ္စည်းပုတ်ပေးမယ်လို့ပြောပြီးတော့တီနီယာတိရအောင်စုံစမ်းကြတယ်လို့ဆိုပါတယ်တီနီယာတိအောင်စုံစမ်းမယ်တိရင်ထောက်လန်းရေးကိုသတင်းပေးမယ်လေရင်နဲ့လာပြီးတော့ဘုံကျဲမယ်ဆိုတော့ဖြစ်စင်တွေကသူတို့လုတ်ရိုးလုတ်စင်တွေပါတပ်ဖွဲ့ဝင်အမျိုးသမီးတွေရဲ့အကောင့်အတုတွေဖန်တီးပြီးတော့ရဲဘော်တွေကိုလှန့်ကျူတာလှန့်ချူတာမျိုးတွေလည်းလုတ်ကြတဲ့လေလို့ဆိုပါတယ် ထောက်လိုင်းရေးကတင်ပေးထားတဲ့နိနာတွေပါငငယ်ငယ်ရွယ်ရွယ်နဲ့ရုပ်မာနီမျိုးစုံတက်နေကြပြီလို့ဆိုရပါလိမ့်မယ်ရဲဘော်တွေနဲ့ကြီးစားဖြစ်အောင် ဖန်တီးပြီးတော့သတင်းစုံစမ်းတာမျိုးလဲလုပ်ပါသေးတယ်အဲ့ဒါကလည်းစစ်ထောက်လိုင်းရေးတွေအမြဲတုံးလိရှိတဲ့ရုပ်ရုပ်မာမာနိနာပါနာမည်ကြီးစာရေးဆရာကြီးတဦးရဲ့တမီးကိုထောက်လိုင်းရေးကကြီးစားဖြစ်အောင်လုပ်ပြီးတော့ရုပ်ရုပ်မာမာကြက်စီတာကိုလူကြီးတွေကတော့ကြားဘူးကြပါလိမ့်မယ်လူကြီးတိုင်းသိတဲ့အဖြစ်အပျက်တစ်ခုပါ တက်ဆိုင်ရမိသားစုတွေကဒီအကြောင်းကိုပြန်ကြားခြင်းစိတ်ရှိခြင်းမှရှိကြပါလိမ့်မယ်။အဲဒါကြောင့်အလွန်လေးစားစရာကောင်းတဲ့အဲ့ဒီစာရေးဆရာကြီးရဲ့နာမည်ကိုကျွန်တော်ဖော်မပြောတော့ပါဘူး။မန္တလေးကလူပေါင်တက်ပါတီရုံကန်းငှားတဲ့အင်ရှင်အမျိုးသမီးကြီးတယောက်ကိုလည်းထောက်လှမ်းရေးကရည်စားဖြစ်အောင်ကြိုးစားပြီးတော့နိုင်ငံရေးကစားခဲ့မှုပါတယ်။အလွန်ဩဇာကြီးတဲ့တိုင်းရင်းသားခေါင်းဆောင်မျိုးသမီးကြီးတယောက်ကိုလူပါရအောင်ချင့်ကပ်အပြာပုံတွေခိုးရိုက်ပြီးတော့အကြက်ကင်မှုတဲ့ဇလန်းလည်းရှိပါတယ်။ကျွန်တော်ခုပြောတဲ့အကြောင်းအရာတွေဟာအလွန်တိကျ သေချာတဲ့ခိုင်မာတဲ့ဖြစ်ရတယ်ပါနံပါတ်ထုတ်ပြောပြနိုင်ပေမဲ့တက်ဆိုင်ရာမိသားစုတွေကိုအားနာလို့သူတို့ကိုငက်ကွက်လို့ထုတ်မပြောတာပါအဲ့ဟာမျိုးဇလန်းတွေအများကြီးပါ ထောက်လိုက်ရဲ့ရုပ်မာမှုကအတိုင်းစားမရှိပါဘူးနိုင်ငံသားတိုက်ပြည်တစ်ခုတည်းကိုခိုးဝင်ပြီးတော့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့လွှတ်တော်အမတ်တရားကိုဟိုတယ်မှာတက်သွားတာလည်းရှိပါတယ်တက်ရုံနဲ့မကပါဘူးနေပါကိုဖြတ်ပြီးတော့အလောင်းကိုလမ်းပေါ်မှာဝစ်လစ်စလစ်ပစ်ထားပါတယ်မိမကိစ္စကြောင့်အသက်ခံရတယ်လို့လို့တည်တဲ့သူကို တိတ်ခါချတဲ့အလုပ်လုပ်ထားတာပါအဲ့ဒါလောက်အထိရုံမှာပါတယ်တရှိုးတလန်းအလုပ်ရဲ့အကျိုးဆက်တွေကတိတ်ကြီးပါတယ်တော်လိုင်းရဲ့အဖွဲ့တွေအတွင်းကိုစိတ်ဝင်ပြီးတော့တရှိုးအစ်စ်မွေးမြူတဲ့အလုပ်မျိုးကိုလည်းလုပ်ပါတယ်1988လူလူအရေးတော်ဘုံကြီးဖြစ်တော့ရန်ကုန်မြို့ကတောက်ရည်ကိုစိတ်ခတ်တယ်ဆိုတဲ့သတင်းထွက်ပေါ်လာပါတယ်မူးရစ်စေးအကျွေးခံထားရတဲ့လူတချို့ခေါင်းဖြတ်အသက်ခံရပါတယ်အဲ့ဒီဗီဒီယိုတွေကိုအသုံးပြုပြီးတော့လူလူအရေးတော်ဘုံကြီးကိုတရုတ်ဖြတ်ဝါရဖြတ်ချတဲ့အလုပ်ကိုစေအုပ်စုကနှစ်ပေါင်း၁၀နဲ့ချီပြီးတော့ဇက်တိုက်လုပ်ပါတယ် လူတချို့ဟာဆိုလို့ရှိရင်ရှစ်လေးလုံးအရေးတော်ပုံကြီးဟာကြောက်စရာအဖြစ်ပြက်ကြီးပါလားလို့တောင်းမှထင်သွားတာမျိုးရှိပါတယ်ဆေးအုပ်စုရဲ့ဝါဒဖြက်ကြီးတော်တော်ထိရောက်တဲ့ဖြစ်စဉ်နမူနာတချို့ရှိပါတယ်ဘတ်ခက်မောင်စုဆန်းကျော်ဝင်းဆိုတဲ့စာရေးဆရာဆရာတစ်ပည့်အုပ်စုကိုစာပေသမားနဲ့နိုင်ငံရေးသမားတော်တော်များများတွေ့ပြီးတော့သိကြပါတယ်ပုံစံတူလူတွေမို့လို့ဆရာတစ်ပည့်အဖြစ်နဲ့တွေ့မိကြတာပါအဲ့ဒီထဲကဘတ်ခက်ဆိုတာက ခင်သားတို့နောက်ဆုံးနေများစာအုပ်ကိုအဓိကဥဆောင်ရေးသားတဲ့သူပါမြရပင်စာပေကနေပြီးတော့စထုတ်တော့ကစာရေးဆရာ၃ယောက်နာမည်နဲ့ထုတ်တာပါမကြခင်တော့အဲ့စာအုပ်ကိုပြန်ထုတ်မယ်ဆိုတော့ကျန်တဲ့စာရေးဆရာ၂ယောက်ကသူတို့နာမည်ကိုအထက်မခံတော့လို့ဘတ်ကက်တယောက်တည်းပဲနာမည်ခံပြီးတော့ထုတ်ရပါတယ်အဲ့ဒီစာအုပ်ရဲ့ဝါရဖြတ်ချီတော်တော်အောင်မြင်ပါတယ်နောက်တစ်ခုကတော့88လူသူအရေးတော်ပုံကြီးကိုစူပူတောင်းချမ်းလူသူတွေရဲ့ခေါင်းဖြတ်တတ်တဲ့အရေးတော်ပုံကြီးဖြစ်အောင်တိရုပ်ဖြတ်တဲ့အလုပ်ကလည်းတော်တော်အောင်မြင်ပါတယ် နောက်တစ်ခုကပါချောင်ဖြစ်စဉ်ကိုအတုံးကြည့်ပြီးတော့လက်နက်ကင်တော်လန်ရေးကိုလူတွေစိတ်နာအောင်ဝါရဖြန့်ချီတာတော်တော်အောင်မြင်ပါတယ်ပါချောင်ကိစ္စမှာအပြစ်မရှိဘဲခံရတဲ့သူတွေဘက်ကကြည့်ရင်နစ်နာမှုကတိတ်ကြီးပါတယ်အခုခေတ်မှာတရှိုးတခစ်ထလာပြီဆိုတော့ပါချောင်တင်ကန်းစာဟာအလွန်ရေးကြီးတဲ့တင်ကန်းစာအဖြစ်ပြန်စင်စားလေ့လာဖို့တောင်းလိုတယ်လို့ဆိုချင်ပါတယ် တော်လိုက်သမားတွေကြားထဲမှာမယုံတင်ကားမှုတွေအစမတန်ပွားများလာစေပါတယ်။မဲမဲမြင်နာမှန်သမျှတချို့ထင်ပြီးတော့ဆော်ဟချဟဆိုပြီးတော့ဖြစ်ကုန်လို့ရှိရတော်လန်ရေးအတွက်အမဲခွက်ကြီးဖြစ်သွားစေလောက်အောင်ထိညစ်နာပါတယ်။ရန်သူအတွက်အလွန်ကောင်းတဲ့ဝါရဖြတ်ချစီစရာအကွက်ကြီးဖြစ်သွားတတ်ပါတယ်။အပြစ်မဲ့တဲ့ဘဝသူရဲဘော်တွေဘဝပြက်လောက်အောင်အထိတရားပေါအောင်နာကျင်တဲ့အထိခံစားကြရပါတယ်။တချို့လုပ်ငန်းထဲမှာ agent provocator ဆိုတဲ့လုပ်ငန်းစဉ်လည်းအမြဲပါလိမ့်ရှိပါတယ်။ ရှင်းလင်းလုံးမှာလုပ်တဲ့ agent provocator လုပ်ငန်းစဉ်ထဲမှာဆိုလို့ရှိရင်ဂိုဒေါင်တွေဖောက်ဖို့ agent provocator တွေကနေပြီးတော့အရက်သားတွေကိုစုယုံပြီးတော့ခေါ်သွားပါတယ်လူလူကသွေးစုလာပြီးဆိုတော့ agent provocator တွေကရှောင်ထွက်သွားပြီးတော့စစ်တပ်ကဝင်ပစ်ပါတယ်တာမန်အရက်သားတွေကလည်းအသက်ခံရပါတယ်အရက်သားတွေလည်းအသက်ခံရသေးတယ်လူလူရေးတော်ပုံကြီးကိုလည်းတခုတည်းမြအလုတ်တွေလောက်တာဆိုပြီးတော့စစ်တပ်ကဖြိုခွဲ ည်သူလူထုကိုအကာအကွယ်ပေးရပါတယ်ဆိုပြီးတော့ဝါဒဖြန့်နာကိုလည်းခံရပါသေးတယ်။ခေါင်းဖြတ်တတ်တဲ့လုပ်ငန်းတွေထွက်ပေါ်လာအောင်လည်း Egypt provocateur တွေကပဲအတွင်းထဲအထိဝင်ရောက်တွေ့ထုတ်ပါတယ်။အဲဒီကထောက်လိုင်းကြီးကထုတ်ထားတဲ့စာတောင်မှရှိခဲ့ပူပါတယ်။အခုကျွန်တော်ပြန်ရှာလာရုပ်တရက်မတွေ့လို့မတင်ပြနိုင်တာပါ။ဒါပေမဲ့လူအများအပြားတွေ့ဘူးမြင်ဘူးပြီးသားပါ။အခုမန္တလေး PDF ကထုတ်ပြန်တဲ့တရှိုးကိစ္စနဲ့အတူ3 bit တင်ပြကျင်တာကတရှိုးတွေဟာတော်လိုင်းကြီးတပ်သားရဲဘော်အချင်းချင်းကို မဲမဲမြင်ရာတချို့ထင်အောင်တန်တရာပွားလာစေတတ်ပါတယ်အလွန်အကျွံမစိုးရင်ကြဖို့အလွန်အကျွံနဲ့အရန်ကာရောအပြစ်ပေးအေးအေးယူတာတွေမလုံမိကြဖို့အစွန်းမရောက်ဖို့ကလည်းအရေးကြီးပါတယ်ဒုတိယပါကြောင်ထပ်ပေါ်မလာအောင်သတိကြီးကြီးအမျှော်မြင်ကြီးကြီးထားကြဖို့လိုအပ်ပါတယ်အတွင်းထဲကနေဝင်ပြီးတော့ agent provocator လောက်ရက်တွေအတွက်သွေးထုတ်ပေးမှာကိုလည်းသတိထားကြဖို့လိုပါတယ်။ဥမာအဖြစ်မိရှို့ဖြစ်စီတာတွေရိုးရိုးအရက်သားတွေကိုတရှိုးတလန်းအဖြစ်တဲ့ဆွတ်ဆွဲ တက်ဖြတ်ခိုင်းတာတွေဒေါ်လာရေးအဖွဲအချင်းချင်းပြစ်ခတ်မှုတွေဖြစ်အောင်စွပီးရန်တိုက်ပေးတာတွေကို agent provocator တွေကလုပ်တတ်ပါတယ်အဲ့လိုမျိုးတွေဖြစ်မလာအောင်အထူးသတိထားရပါမယ်